ဟာလေလုယာရှေးဥစွာဖျားသခင်နာမတော်ရှိမွမ်းပါတယ်။ဒီနေ့မှာဖျားသခင်နှုတ်ဘက်ဒေသနာကို ဟောကြားတဲ့ခွင့်ကိုရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတော်ရှိမွမ်းနဲ့အရင်ဦးဆုံးနှုတ်ဘက်တော်အတွက်ဆက်ကတ်ဆုတောင်းရအောင်နော်။အဖဖျားနာမတော်ရှိမွမ်းနဲ့အဖကိုတော်ကျေးဇူးတင်နေဒီနေ့မှာကိုရောနှုတ်ဘက်ဒေသနာကိုဟောကြားတဲ့ခွင့်ကိုရတဲ့အတွက်ကြောင့်မလို့ကိုရောကျေးဇူးတင်နေ ကျွန်တော်ပြောသောစကားမဟုတ်ဘဲနဲ့ကိုတော်ပြောသောစကားဖြစ်စေတော်မူပါခံယူကြမဲ့သားသမီးရောက်ရှင်းစီတဲ့အသက်တာမှာလည်းထီမီ၍တိဆောက်เสียဖြစ်စေတော်မူပါနှုတ်ဘတော်ကိုကိုတော်နဲ့အစာပြုပါ၏ဖဖရာသခင်အာမင်ဟာလေလုယာဒီနေ့မှာကျွန်တော်နှုတ်ဘတော်ရဲ့ခေါင်းစဉ်လေးကိုကျွန်တော်ဒီလိုပေးထားပါတယ်ဖရာသခင်ကတင့်ကိုမစွန့်ပစ်ပေမဲ့ထားခဲ့နိုင်တယ်ခေါင်းစဉ်လေးကအရင်ထူးဆန်းတယ်နော် ကျွန်တော်ထပ်ပြီးတော့ပြောပြပေးမှာပဲဖျားသခင်ကတင့်ကိုမစွန့်ပြစ်ပေမဲ့ထားခဲ့နိုင်တယ်ဒီခေါင်းစဉ်လေးကိုကျွန်တော်အနေနဲ့ကျွန်တော်ရှင်းပြပေးမယ်ဖျားသခင်ကဖွင့်ပြခြင်းရတဲ့အခါမှာတကယ်ပဲဝမ်းမြောက်တာဖြစ်ပါတယ်စွန့်ပြစ်တာနဲ့ထားခဲ့တာနဲ့မတူဘူးမရွှေမတူဘူးနော်စွန့်ပြစ်တယ်ဆိုတာမလိုချင်တဲ့အတွက်ကြောင့်မလို့စွန့်ပလိုက်တာထပ်ပြီးတော့ဒါကိုမယူချင်တော့ဘူးကိုယ့်ရဲ့ အထဲထဲမှာကိုယ့်ရဲ့အတ္တတာမှာပေါ့နော်ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာဒီအရာကိုမလိုချင်တော့လို့ပြစ်ပလိုက်တာဥမာဆိုရင်တော့ကျွန်တော်မိဘမဲ့ကလေးတွေပေါ့နော်ဟိုသားသမီးမွေးတယ်ဒါပေမဲ့ဒီသားသမီးကိုမလိုချင်တဲ့အခါမှာစွန့်ပလိုက်တာမျိုးနော်ကျမ်းစာမှာလည်းရှိရလေနော်ယေရမိအခန်းကြီး14အပိုင်ငယ်9မှာတမင်မသည်ရဲ့လေပြင်း၌မွေးသောအခါတဲ့မျက်မရှိသောကြောင့်သားငယ်ကိုစွန့်ပစ်၏ ဒါတွေကတလိဆန်နေမှာပါမဟုတ်ဘူးလူတွေမှာလည်းရှိတယ်ကိုနဲ့သွေးသားဟုတ်ပင်မဲ့လဲကိုမလို့ရှင်နဲ့အတော့ကြောင့်မလို့စွန့်ပလိုက်တာအဲ့ဒါစွန့်ပလိုက်တယ်အရာထားခဲ့တာနော်ထားခဲ့တာကြတော့ပြန်မတူတော့ထားခဲ့တာကြတော့ဗာလဲဆိုတော့မလွဲတာမနေတာလို့ထားခဲ့တာအစင်မပြေနေလို့အခုအခက်ခဲရှိနေတဲ့အတော့ကြောင့်မလို့ဒီအရာတစ်ခုကိုထားခဲ့လိုက်တာပြီးရင်တော့ပြန်လာခေါ်မယ်ခဏပဲခဏပဲ နော်ဒီသားသမီးဟာတိတ်ဆိုးတယ်ဆရာကြီးဆရာလက်တော့အတ်တယ်နော်ခဏအတ်တယ်ဒါခဏပဲလိန်မာသွားရင်သူပြန်ပြီးတော့သူ့ကလေးကိုပြန်ခေါ်သွားမှာအဲ့ဒါအတ်တာလို့ခေါ်တယ်ခဏထားခဲ့တာအဲ့ဒီအရာလေးကိုကျွန်တော်ရှင်းရှင်းလင်းလင်းနားလဲမယ်လို့ယုံကြည်တယ်နော်โอเคအဲ့တော့ကျွန်တော်တို့ကဖျားသခင်ကိုကျွန်တော်တို့ကတခါလေကြာရင်စိုးမိရဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်အသက်တာထဲမှာပြန်စဉ်းစားရင် ဘုရားသခင်ကကျွန်တော်တို့ကိုသိချစ်တာလေဟုတ်တယ်မလားအရန်ချစ်တာသခင်ကအရန်ချစ်တဲ့အခါမှာအချစ်ခံရတဲ့လူကစိုးတတ်တယ်မိုက်တတ်တယ်အဲဒီအကျင့်လေးတွေရှိတယ်အဲ့ဒါကလူမာလည်းရှိလူမာလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာကိုကျွန်တော်ပြန်ပြီးတော့စင်ကျင်ဖို့ရန်တော့သိအရေးကြီးတယ်ခုခေတ်မှာတော့လေအမှုတော်အဆောင်တွေတော်တော်များများဒီအရာကိုမပြောတော့သလိုယုံကြည်သူတွေတော်တော်များများကလည်းဒါကို မခံယူကြတော့ဘုရားသခင်ကငေါ့သိချစ်တာလေငေါ့ပဲဒီလိုမျက်ွယ်ပြူမှာမဟုတ်ဘူးဘုရားသခင်ကငေါ့သိချစ်တာငေါ့အဲ့လိုကျွန်တော်တို့ကထင်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုသိချစ်တယ်ဟုတ်တယ်ကျွန်တော်တို့ကိုမစွန့်ပစ်ဘူးမိဘတွေကစွန့်ပစ်မယ်ဟေးဆိုရင်တော့မားတဲ့သခင်ကမစွန့်ပစ်ဘူးတဲ့ဟာလေလုယာဒါပေမဲ့လေ ်သင်ရဲ့အတ္တတာထဲမှာဘုရားသခင်မကြိုက်မနစ်သက်သောအရာတွေကိုစက်တိုက်လုပ်နေမယ်ဟိဆိုရင်ဘုရားသခင်ကသင်ရဲ့အတ္တတာကြီးထွားဖို့ရန်အတွက်ခဏတာထားထားတဲ့အကန့်ဆိုတာရှိတယ်။ဒါကိုကျွန်တော်သိဖို့ရန်တော့တိတ်အရေးကြီးတယ်။ဘုရားသခင်မျက်ွယ်ပြုထားတယ်ခဏတာထားခဲ့တဲ့အချိန်မှာဟိဆိုရင်သင်ရဲ့အတ္တတာကအရာရာနောက်ကျသွားမှာဖြစ်တယ် တပားသူတွေနဲ့ရှင်တင်းရဲ့အတ္တကမတိုးတက်တော့ဘဲနဲ့အရာရာကိုတင်ကနောက်ကျပြီးကြံခဲ့မယ်အရာရာတင်ကဆုံးရှုံးမှုတွေကိုပဲကြုံနေရမယ်ဒါဘာကြောင့်ဖြစ်တာလဲကိုရောကိုရောကကျွန်တော်ကိုအရင်လိုမချစ်တော့ဘူးလားကျမကိုအရင်လိုမချစ်တော့ဘူးလားမဟုတ်ဘူးတင်ကဖျားစကားကိုနားထောင်ပြီးတော့လိုက်ရှောင်နေတဲ့သူမဟုတ်ဘဲနဲ့ ်သင်ရဲ့အလိုတိုင်းသင်ရဲ့ဆန္ဒအတိုင်းဖခင်သခင်ကသင်ကိုရှင်းမြောက်ရှင်းပေမဲ့သင်ရဲ့အကျင့်ဇာတိအဟောင်းတွေကပေါ်လာတဲ့အခါမှာအဲ့ဒီအတိုင်းသင်ကလှုပ်ဆောင်တဲ့အခါမှာဖခင်သခင်ကတကယ်လို့သာအဲ့ဒီအတိုင်းသင်ဆက်သွားမယ်ဟေးဆိုရင်ပျက်စီးဖို့ရန်အတွက်ပဲများပြီးဆုံးရှုံးဖို့ရန်အတွက်ပဲများပြီးအဲ့တော့ဒီခါလေးကျရင်ဖခင်ကသင်ကိုမရှိမြောက်သေးဘူးဆိုတာသင်ကအရင်တော့အကျင့်စာရိတ္တလက္ခဏာတွေပြန်ပြန် ပေါ်လာတဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကတင့်ကိုခနာထားထားတာဖြစ်တယ်လူတွေကလေစင်းရတဲ့တန်ခံနိုင်နေတဲ့ချမ်းသာတဲ့တန်မခံနိုင်ဘူးဒါအမှန်ပဲယောက်ျားလေးရောမိန်းကလေးရောအဲ့လိုပဲဖြစ်တယ်အဲ့ကြောင့်မလို့ဘုရားသခင်ရဲ့ရှင်းမြောက်ရှင်ဆိုတော့ရှင်းမြောက်ရှင်ရဲ့နောက်မှာဘာကက်ပြီးတော့ပါလာလဲဆိုတော့ကောင်းကြီးမင်္ဂလာကလည်းကက်ပြီးပါလာတယ်ကျွန်တော်အဲ့ဒီအချိန်မှာတင့်အနေနဲ့ ဖျားရဲ့ဘုံကိုရှုံချစရာမြောင်များစွာသင်ကလှုပ်ဆောင်မဟေးဆိုရင်အရင်ကတော့ဖျားเจ้าမှာတတ်သိခံပြီးတော့ဖျားသားလို့ပြောနေပေမဲ့အခုချိန်မှာသင်ကဒီအရာတွေကိုမေ့လျော့ပြီးတော့နော်မန်တက်လာတာမျိုးဖျားမနစ်တက်မကြိုက်တဲ့အရာမျိုးတွေကိုလှုပ်ဆောင်မိနေတာမျိုးဟိဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သခင်ကသင်ရဲ့အတ္တတာကိုကြည်နေတာကောင်းကြီးတခုပေးလိုက်တယ်ကျေးဇူးတော်ရှင်မွန်တဲ့ ကောင်းကြီးနှစ်ခုပေးလိုက်တယ်။ဟာသူထက်ကျေသူတော့ရှင်းမွမ်းတယ်။သုံးခုပေးလိုက်တယ်။ကျေသူတော့မရှင်းမွမ်းတော့။လေးခုပေးလိုက်တယ်။အထံတော်ကနေကွာလာတယ်။စုမတောင်းတော့ဘူး။ကြမ်းစာမဖတ်တော့ဘူး။ငါးခုပေးလိုက်တယ်။လုံလုံးပျောက်သွားတယ်။ဟာအရန်ဆုံးရှုံးစရာတွေဖြစ်တယ်။အဲ့တော့တခါလေကြရင်ကျွန်တော်တို့အသက်တာထဲမှာပြန်ဆန်းစစ်ဖို့လိုတယ်။ငါကဒီအရာလေးတစ်ခုနဲ့ပဲငါကတင်းတိမ်သွားတာလား။ ဒီຢာလေးတစ်ခုပဲငါကထိုက်တန်နေတာလားနိုးမဟုတ်ဘူးနော်မိတ်ဆွေဘုရားသခင်ကတင့်ကိုမြောင်များစွာသောကောင်းချီးမင်္ဂလာနဲ့အတူတင့်အနေနဲ့ပြန်ပြီးတော့လက်ဆင့်ကမ်းနိုင်တဲ့အနေအထားကိုဘုရားသခင်ကတင့်ကိုရှင်းမြောက်ရှင်းတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အသက်တာထဲမှာအဆင်ပြေလာတဲ့အခါမှာငါဆိုတဲ့အရာတွေဖြစ်သွားတာမျိုးဘုရားနဲ့ဝေးသွားတာမျိုးတွေကိုသခင်ကမလိုလားတဲ့အတော့ကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာတွေကိုဆန်းစစ်တာဖြစ်တယ်မိတ်ဆွေအဲ့တော့ ဘုရားသခင်ကတင့်ကိုထားခဲ့ပြီဟေးဆိုရင်ထားခဲ့ခံရတဲ့လူကအရာရာမှာနောက်ကျကြံခဲ့တယ်။သူများတွေနဲ့မတူဟာဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းတော့သူ့ရဲ့ကောင်းချီးမင်္ဂလာကျွဲဝါခြင်းနေနေစဉ်စားသုံးရတဲ့အခွင့်ကြမ်းမာခြင်းဒါတွေတော့ပြီးနေတယ်။ဒါပေမဲ့တင့်ရဲ့အတ္တဓာတ်ထဲမှာမင်္ဂလာမရှိနေဘူး။စစ်မှန်သောပျော်ရွှင်ခြင်းမရှိနေဘူး။စစ်မှန်တဲ့ပျော်ရွှင်ခြင်းကလေကျွန်တော်ခိုင်ကျန်ကျွန်တော်တို့ကထင်တတ်တာဟာပတ်စံရဲ့ရှိတဲ့ခါမှာစစ်မှန်တဲ့ပျော်ရွှင်ခြင်း ရောက်လာမယ်လို့ထင်တတ်တယ်အကုန်လုံးကလည်းဒီလိုပဲပြောကြတာဟိုလောကရဲ့စကားမှာဒါပဲလေအရာရာကနော်ဒီဟာလေးပေးလိုက်မှပဲအဆင်ပြေသွားတာလို့ကျွန်တော်ထင်တတ်တယ်မိတ်ဆွေဒီဟာပေးပေမဲ့လည်းအထဲကနေလာတဲ့ဝမ်းမြောက်ခြင်းကစစ်မှန်ခြင်းအရာမဟုတ်ဘူးဟေ့ဆိုရင်ဘလောက်ပဲပုံပြီးပေးနေပါစေမိတ်ဆွေတဲ့အနေနဲ့အဲ့ဒီဝမ်းမြောက်ခြင်းကိုရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကစစ်မှန်သောအရာစစ်မှန်တဲ့ဖရားကိုကျွန်တော်တို့ တိပြီးတော့လောကအရာတွေကိုပဲတတ်မှတ်နေတယ်ဟေ့ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုနော်တမျိုးတမီကျွန်တော်တို့ကိုလာလိမ့်မယ်အဲ့တော့ဒါကိုကျွန်တော်သတိထားဖို့ရန်အတွက်ဒါသိအရေးကြီးတယ်အဲ့တော့ဘုရားသခင်ကျွန်တော်တို့ကိုမထားခဲ့အောင်ဘုရားသခင်ကျွန်တော်တို့ကိုအမျက် မထွက်ရလေအောင်ကျွန်တော်တို့ကဖျားစကားကိုအမြဲတမ်းနားထောင်ဖို့ရန်အတွက်လိုအပ်တယ်။ဆာလန်ကျန်အခကြီး29အပိုင်ငယ်9မှာကျွန်တော်တစ်ချက်ဖတ်ပေးမယ်နော်။အကျွန်ုပ်ကိုတဲ့မျက်နှာလွှဲတော့မမူပါနဲ့နဲ့။အမျက်ထွက်၍ကိုရောဤကျုံကိုပယ်တော့မမူပါနဲ့။အကျွန်ုပ်ကိုကဲတင်တော်မူသောဖျားကိုရောသည် အကျွန်ုပ်ကိုမာဆရောမူသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနဲ့။ဟာလေလုယာ။ဆာလန်ဆရာ ကျွန်တော်အားလုံးသိတယ်ဒါဘွိပဲဖျားသခင်မစွန့်ပြစ်ပါနဲ့လို့ဒါဘွိကခဏခဏပြောတယ်ကျွန်တော်တို့ပြောလားကျွန်ုပ်ကိုမျက်နှာလွှဲတော့မမူပါနဲ့ကိုရောကိုရောမရှိရင်မရဘူးနော်ကိုရောမပါရင်မရဘူးနော်ဘယင်ဖြစ်နေပြီဘယင်ဖြစ်နေပြီမိတ်ဆွေဒါဘွိကဘယင်ဖြစ်နေပြီအရင်တော့သိုးချောင်းသားမဟုတ်တော့ဘူးဒါပေမဲ့လေသူ့ရဲ့အသက်တာထဲမှာကိုရောကိုရောမပါရင် မရဘူးနော်မျက်နှာမလွဲလိုက်နဲ့နော်ကိုရောမစွန့်ပြစ်နဲ့နော်အမြဲတမ်းပြောနေတာဒါဝိကသူကောင်းကောင်းသိတယ်ဖျားသခင်မပါရင်ဒီစစ်လဲနိုင်မှာမဟုတ်ဘူးဖျားခင်မပါရင်ငါဘယင်လဲဖြစ်လာမှာမဟုတ်ဘူးဖျားသခင်မပါရင်ငါအရာရာငါဆုံးရှုံးနိုင်တယ်သူသိတယ်ဖျားသခင်မပါရင်စစ်မှန်တဲ့ဝမ်းမြောက်ရှင်ရနိုင်မှာမဟုတ်ဘူးဒါဝိကောင်းကောင်းသိတယ်ဒါပေမဲ့သင်သိလားဒါတဲ့အရေးကြီးတယ်ဒါတဲ့အရေးကြီးတယ် ခါလေးကြရင်ကျွန်တော်တို့အသက်တာထဲမှာဟာဒီဟာရရင်တော့ငါဝမ်းမြောက်တယ်လို့ကျွန်တော်ထင်တတ်တယ်လောကမှာရှိတဲ့အရာတွေကဘယ်အရာမှမတည်ဘူးတဲ့ကျမ်းစာမှာပြောပြီးသားခဏပဲခဏပဲကိုယ်ပျောက်တတ်တယ်ဒီအရာကိုကျွန်တော်အလုံးသိရနော်လောကမှာကျွန်တော်နောက်ဆုံးသောခါလဟိုအဖျားလေးကျွန်တော်တို့ကမိတယ်ဆိုတော့ခဏလေးပဲအာအစင်မပြေမှုတွေအများကြီးကျွန်တော်တို့ကြုံရနော် ဒီအရာကိုကျွန်တော်မြင်တွေ့နေရတယ်နော်အဲကြောင့်မို့လောကအရာဘယ်အရာမှမတည်မြဲဘူးဖြစ်တယ်အဲ့တော့ဖျားသခင်မပါလင်းမဖြစ်ဘူးမိတ်ဆွေအဲ့တော့ဆက်ပြီးတော့ကျွန်တော်တစ်ချက်ဖတ်ပေးပါမယ်ဆာလန်ကျန်ခန်းကြီး51အပိုင်ငယ်71ဖြစ်တယ်အကျွန်ုပ်ကိုတဲ့အထံတော်တွေကနှင်ထုတ်တော်မမူပါနဲ့တန်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမူပါနဲ့ကျွန်ုပ်ကိုတဲ့အထံတော်တွေကတဲ့နှင်ထုတ်တော်မမူပါနဲ့တဲ့ ကိုရောကျွန်တော်ကိုမနှင်းထုံးနဲ့နော်ကိုရောကိုရောစကားပြောပါ ကိုရောဖိတ်သိပ်ပါ ကိုရောကျွန်တော်ကို ကောင်းချီးပေးပါ ကိုရောစကားတန်းကျွန်တော်ကြားဖို့လိုအပ်တယ်အမြဲတမ်းဒါဝိကအဲ့လိုမျိုးဘုရားသခင်ကိုလှမ်းပြီးတော့ပြောနေတာဖြစ်တယ်50ခုမြောက်သောစာလံကသူ့ဘယ်ချိန်မှရေးတဲ့စာလံလည်းဆိုရင်တော့အမားလုတ်ပြီးတော့ဘုရားရှိမှ တောင်းပန်တဲ့စာလံဖြစ်တယ် ဒါဝိကဘလို့အမှားမျိုးသွားလုပ်လဲဆိုအားလုံးသိပါတယ်ဘာတရှိပါနဲ့မှားရွနဲ့ပရောဖက်နာသန်ကလာပြီးတော့ဒါဝိကိုပြောတဲ့အခါမှာဆုံးမတဲ့အခါမှာနော်အဲ့ဒီချိန်မှာဒါဝိကပြန်ပြီးတော့ဟာဟုတ်တယ်ငါမှားသွားပြီငါ့ကိုငါအရန်ကြီးပြီးချိန်ပြီးတော့ငါလုံလိုက်မိတာကြည်စမ်းအပြစ်တင်ငါဖုံးနိုင်တယ်လို့ထင်လိုက်မိတာဖျားမြင်နေပါလားဖျားမြင်နေပါလား သူကောင်းကောင်းနားလေတဲ့အခါမှာအကျွန်ုပ်ကိုတဲ့အထံတော်တွေကနှင်ထုတ်တော်မမူပါနဲ့ဟာလေလုယာအဲ့ဒီခါမှာဒါဝိကဘာဖြစ်လဲသီလားနောင်တရနေပြီဖြစ်တယ်ဒါဝိအကြီးကျယ်နောင်တရတယ်ကျွန်တော်မှားသွားပြီကောင်းကောင်းသူတည်တယ်ကောင်းကောင်းသူတည်တယ်နောင်တရသွားပြီကျွန်တော်ပြောချင်တယ်မိတ်ဆွေနောင်တရရတဲ့အချိန်မှာ မှားသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တချို့အရာတွေကလည်းပြင်လို့မရအောင်ဒါဝိတ်ကလည်းဘာသာရှိပါနဲ့မှားတဲ့အခါမှာသူ့ရဲ့နောင်တတော်ရဒါပေမဲ့ပြင်လို့မရတော့အဲကြောင့်မလို့ပထမဦးဆုံးဘာသာရှိပါနဲ့ရတဲ့ကလေးကတေသွားတာဖြစ်တယ်တေသွားတယ်နောက်တစ်ယောက်ကြာမှာပဲရှောလမုန်ရှောလမုန်မွေးလာတာဖြစ်တယ်အဲ့ဒီတယောက်တေတော့ဆိုရင်ဒါဝိတ်ကလည်းအရန်ခံစားရတာအရန်ကြည်ပေါ်ရတာ သူလေထမင်းမစားဘဲနဲ့သူ3ရက်တောင်ဆူတောင်းတာဟုတ်တယ်နော်3ရက်တောင်ဆူတောင်းတာကလေးပြန်ရှင်လာမလားလို့ဒါပေမဲ့ကလေးပြန်မရှင်လာဘူးထေသွားတယ်ဒါပေမဲ့ချောလမုံကြတော့ဘုရားသခင်အကြီးကျယ်ဗိတ်သိက်ပေးလိုက်တဲ့ကလေးဖြစ်တယ်ဟာလေလုယာအဲ့တော့ဒါဝိကဘာသာရှိပါနဲ့မှာယုံမီတော့ရတဲ့ကလေးကထေသွားပြင်မဲ့ဒုတိယကလေးချောလမုံကြတော့တကယ်ပဲဘုရားသခင်ဗိတ်သိက်တော်သူဖြစ်တယ် ဒါဝိရဲ့နောင်သားကဗာဒရှိဘာနဲ့မှားယွင်းပြီးတဲ့အခါမှာသူထက်ပြီးတော့အဲ့ဒီအပြစ်ဒူစီရိုက်ကိုမလုတော့ဘူးဖြစ်တယ်ကျွန်တော်ထပ်ပြောမယ်နော်နောင်သားရတယ်ဆိုတာကအခွင့်အခါတစ်ခါလောက်ကြုံလာတယ်ပြောမှဆိုရင်တော့ဗျာအခွင့်ရေးတစ်ခါရတယ်အဲ့ဒီခါမှာဒီအမားတစ်ခုကိုကျွန်တော်တို့ကလှုပ်ထားပြီးဒါမဲ့ဖျားနဲ့ကျွန်တော်တို့ကနော်ဘရင်းစာချုပ်ချုပ်လိုက်ဗျာကိုရောကျွန်တော်ကတော့လေ ဒီအမားကိုကျွန်တော်ထပ်မလုပ်တော့ဘူးကျွန်တော်နောင်ထားရပြီကိုရောရှင်မဒူးထောက်တဲ့ suit down မှအီးဆိုပြီးတော့ suit down ပြီးတော့ကျွန်တော်တို့ကဖျားနဲ့ကဲဖျားစီကခွန်းလို့လာဒါပေမဲ့ဒီဒူးစီရိုက်ကနောက်တစ်ခေါက်ထပ်ပေါ်လာထပ်ပေါ်လာတဲ့အခါမှာတင့်အနေနဲ့မလုပ်ရမလဲဆိုတော့အဲ့ဒီအရာကိုနောင်ထားရပြီဖြစ်တဲ့တော့ကြောင့်မလို့ထပ်မထီရတော့ဒီကောင်လေထပ်မထီရတော့မထီနေတော့တကယ်လို့ထပ်ထီတယ်ဟေ့ဆိုရင် ်တင်ကစစ်မှန်တဲ့နောင်တာမရသေးဘူးတင်ထက်လုံနေထက်မှားနေထက်ပြီးကျူးလွန်နေထက်ပြီးဖျားရှင်းမှဒီအပြစ်ပဲထက်လုံနေတယ်ဆိုရင်တင်ကိုဖျားသခင်ကထားခဲ့ထားခဲ့အဲ့ချိန်ကျရင်တင်ရဲ့အရာရာအားလုံးကနောက်ကျကြံနေမယ် sorry ပဲသူများတွေကနှစ်နှစ်ဟာသူကြောင်းလဲလာတာကိုမျက်စိရှိပဲဒါပေမဲ့ तू ကအရန်တိုးတက်သွားတယ် ဘုရားသခင်ကောင်းချီးမင်္ဂလာအရန်ခံစားရတယ်ကျွန်တော်ကတော့ကျမကတော့ဒီရမခံစားရတော့ပျောက်သွားတယ်ဘုရားသခင်တင့်ကိုပေးမဲ့ကောင်းချီးမင်္ဂလာကတင့်ရဲ့အတ္တဓာတ်မှာမစီးဆင်းတဲ့အခါမှာတင့်ရဲ့အတ္တဓာတ်မှာပျော်ရွှင်မှုပျောက်သွားလို့အရာရာကလည်းဆုံးရှုံးခြင်းပဲရောက်လာတာဖြစ်တယ်အဲကြောင့်မို့ဒါတိတ်ကိုအရေးကြီးတယ်ကျွန်တော်တို့ကနောင်တရပြီဟေးဆိုရင်နောင်တရတဲ့အတိုင်းကျွန်တော်တို့က သွားတက်ဖို့ရန်တို့ဒါတိတ်အရေးကြီးတယ်52ခုမြောက်သောစာလံအပိုင်းငယ်ဆက်ခွန်ကျွန်တော်တစ်ချက်ဖတ်ပေးမယ်နော်ဘုရားသခင်နှစ်တတော်မူသောရင့်မှုကားတဲ့ကျိုးပဲ့သောစိတ်ပေလီအိုးဘုရားသခင်ကိုရောဒီကျိုးပဲ့ကြည်မွသောနှလုံးကိုငင်းပယ်တော်မမူတတ်ပါဟာလေလုယာကျိုးပဲ့ကြည်မွနေတဲ့နှလုံးအထံတော်ရှိမှကိုအပြစ်တွေကိုတီးပြီးတော့နောင်တရရလေးဝင်ရှားတောင်းပန်တဲ့ခါမှာ စစ်မှန်သောနောင်သားနဲ့သွားတဲ့အတော့ကြောင့်မလို့ဖရာသခင်ကမငင်းပယ်နိုင်ဘူးမငင်းပယ်နိုင်ခြေစမ်းသူနောင်သားရပြီတကယ်ပဲတကယ်ရပြီဒါဝိတ်လိုအမားမျိုးမမားဖို့ရန် အတွက်ကျန်းစာမှာရေးထားတာဖြစ်တယ်အကြောင်းမဲ့ရေးထားတာမဟုတ်ဘူးကျွန်တော်ကအဲ့ဒီအရာကိုဖတ်ရှုတဲ့အခါမှာတကယ်ပဲစင်ကျင်ဖို့ရန်အတွက်ဖြစ်တယ် ကျန်းစာထဲမှာရှိထားတဲ့အရာတွေအားလုံးကကျွန်တော်တို့မှားနေတဲ့အရာတွေဟေးဆိုရင်ကျူးလွန်မိခဲ့တဲ့သူတွေပေါ့နော်တော်တော်များများလူပဲအမှားနဲ့တော့မကင်းပါဘူးဒါပေမဲ့လည်းတချို့အမှားတွေကပြင်လို့မရတဲ့အမှားတွေဆိုတော့အများကြီးရှိတယ်မိတ်ဆွေပြင်လို့မရတော့ဘူးပြင်လို့မရတော့ဘူးပြင်လို့မရတော့ဘူးတွားပြီအဆင်မပြေတော့ဘူးနော်အဆင်မပြေတော့ဘူးအဲ့ဒီခါမှာကျွန်တော်ဘယ်လိုလုပ်မလဲတချို့ຢာတွေကဆုံးရှုံးသွားရတယ် နော်အာတကယ်ပဲကိုချစ်တဲ့အရာတွေမျက်နှိုးတဲ့အရာတွေခဏလေးတွေမှာပျောက်ကွယ်သွားတယ်။ဘာမဟုတ်တဲ့အရာလေးတွေနဲ့အမားတွေနဲ့ဒီအရာတွေကိုကျူးလွန်မိသွားတယ်။ဖျားသခင်ရဲ့ရှေ့မှာကျွန်တော်တို့ကအမှတ်ရော့သွားတယ်။အာအရန်ဆုံရှုံးဖို့ခေါင်းတယ်။အရန်ဆုံရှုံးစရာတွေဖြစ်တယ်။နော်အဲ့တော့ဒါဝိတ်ကအဲ့ဒီအရာကိုခေါင်းခေါင်းတီးတဲ့အခါမှာသူ့ရဲ့အမားကိုတီးသွားတဲ့အခါမှာ90တခုမြောက်သောစာလံကိုဒါဝိတ်ကရေးတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့နှလုံးသားကလုံးဝအသစ်ဖြစ်သွားပြီအသစ်ဖြစ်သွားပြီဟာလေလုယာသူထပ်ပြီးတော့ဒီလိုမျိုးကိစ္စမျိုးနောက်ထပ်လုံးဝမလုပ်တော့ဘူးစမ်းစမ်းပါဖတ်ကြည့်ပါလုံးဝမလုပ်တော့ဘူးနောက်ထပ်ထပ်မကျူးလွန်တော့ဘူးနောက်ထပ်ဒီလိုမျိုးကိစ္စမလုပ်တော့ဘူးလုံးဝသူကောင်းအောင်တည်တယ်အားကြောင့်မလို့မတဲ့ခန်းကြီးတော့အပိုင်ငယ်ရှစ်မှာဒီလိုပြောပါလေနောင်တရခြင်းနှင်းနဲ့ထိုက်တန်သောအကျင့်ကိုကျင့်ကြလောတဲ့ နောင်ထားရတယ်မလားရတယ်ဆိုရင်အဲဒီအရာနဲ့ထိုက်တန်တဲ့အကျင့်ကိုကျင်းလိုက်တဲ့ကျင်းလိုက်အဲ့ဒီအကျင့်ကလည်းကျွန်တော်ဖះနဲ့သွားမှရမှာเนาะဖះနဲ့ကျွန်တော်အတူတူကိုရောဂျေစုတင်နေဂျေစုတို့ရှီမွမ်းမိဒီအရာကိုအရှိမမြင်နေရင်တော့မှမလုပ်တော့ဘူးအရှိမအရက်ပလင်းလာရှာရင်တော့မှမမော့တော့ဘူးဘီယာပလင်းလာရှာရင်တော့မှမမော့တော့ဘူးเนาะတချို့တွေကတော့เนาะ ချထားတယ်မပြောနဲ့နော်မှာတော့အဲ့လိုပုံစံနော်โอเคချထားရင်တော့မလုပ်တော့သူ့အသက်တာမှာဒီရာကိုလုံးဝငင်းပယ်ပလိုက်ပြီဖျားရှိမှလုံးဝသူကစက်ကက်လိုက်ပြီအဲ့ဒီခါမှာဖျားသခင်ကမိတ်ဆွေတင်းရဲ့အသက်တာကိုထပ်ပြီးတော့တဆင့်တောင်းကြီးမင်္ဂလာတွေထပ်သွင်းလာမှဖြစ်တယ်အဲ့တော့ဣဒရီလာဆန်မျိုးတန်းမှာလည်းလေဒါဝိရဲ့အသက်တာတော်တော်နော်ဟုတ်စားဘယ်လိုပြောမလဲအရင်မိုက်တယ် အရင်မိုက်တယ်ဘယင်၃ပါးရှိတယ်ဣတရီလာ၁၂မျိုးအုပ်ချုပ်တဲ့အခါမှာလုံးဝအဲ့၁၂မျိုးလုံးကိုပေါင်းစည်းပြီးတော့အုပ်ချုပ်တဲ့ဘယင်က၃ပါးပဲရှိတယ်အဲ့ဒါနံပါတ်၁ကဘာလို့လဲဆိုတော့ရှောလူပြီးရင်ဒါဝိရှောလမွန်ရှောလမွန်ပြီးတော့တိုင်းပြည်ကနှစ်ချမ်းခွဲသွားတယ်အဲ့တော့ဒီဘယင်၃ပါးထဲမှာ ဖျားကိုချစ်ပြီးတော့ဖျားကိုကြောက်ပြီးတော့နောင်တရပြီးပြုပြင်ပြီးတော့အတ္တတာကိုလိုက်လျှောက်တဲ့သူကဒါဝိတ္တပါးလည်းပဲဖြစ်တယ်။တယောက်ကို90 90 90အုပ်ချုပ်ခဲ့ပေမဲ့လည်းဖျားသခင်ရဲ့စိတ်တော်နဲ့တိုးထိပ်ပြီးတော့ကောင်းကြီးပေးတဲ့ဘရင်ကဒါဝိဘရင်တပါးလည်းပဲဖြစ်တယ်။သင်ကလည်းသင်ရဲ့မိသားစုမှာညီကိုမောင်နှမသုံးယောက်ရှိတယ်၊ရောက်ရှိတယ်ဒါပေမဲ့သင်ကိုပဲဖျားသခင်ကောင်းကြီးပေးမှာဖြစ်တယ်။ဟာလေလုယာ။သင်ကိုပဲဖျားသခင်က တို့ထီတော်ဖရာဖြစ်တယ်ဟာလေလုယာတင့်ကိုပဲဖရာသခင်ကစကားပြောတော်ဖရာဖြစ်တယ်ဟာလေလုယာတင့်ကိုပဲဖရာသခင်ကဖွင့်ပြတော်ဖရာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါဒါဘုရဲ့အသက်တာနဲ့အတူအဲ့လိုလိုက်ချောက်ရမယ်ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ကမြောင်များစွာရှင်းမြောက်နိုင်တာဖြစ်တယ်။အားကြောင့်မို့ကျွန်တော်တို့ကဘုရားသခင်ထားခဲ့တာခံရတဲ့ပုံစံမျိုးဖြစ်နေသလား။ဒါမှမဟုတ်ရင် ဘုရားသခင်ကောင်းချီးပေးပြီးတော့ရှေ့ဆက်နေတဲ့သူဖြစ်နေသလားဒါကိုကျွန်တော်တို့စဉ်းစားဖို့ရင်တော့ဒါတိတ်ကိုအရေးကြီးတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အတ္တဓာတ်ထဲမှာကိုစဉ်းစားကြည့်ဟာဘုရားသခင်ငါ့ကိုဘာကြောင့်ဒီလိုမျိုးကြုံတွေ့နေရသလဲငါဝင်ချတောင်းပန်ရမယ့်အရာတွေဘာတွေရှိလဲငါရဲ့နှုတ်ကအမြဲတမ်းပဲညှိတွားခြင်းတွေပဲငါဖြစ်နေရတော့ကြောင့်မလို့အခုလိုမျိုးအခြေအနေကြုံနေရလားဒါလည်းတိတ်အရေးကြီးရယ်နော်ကိုယ့်ရဲ့နှုတ်ကလည်းအမြဲတမ်းညှိတွားခြင်း အဆင်မပြေခြင်းနေပဲကျွန်တော်တို့အမြဲတမ်းနေ့ရက်တိုင်းမှာဖြစ်နေတယ်ဟဲ့ဆိုရင်စာတန်ကကြားပြီးတော့လေဟာဒီကောင်ဒီလိုပဲဒီလိုပဲပုံစံပဲဟုတ်တယ်ကွာဆိုပြီးတော့စာတန်ကတင်းကိုချပါဖြစ်တယ်အဲ့တော့ဖျားသားသမီးဖြစ်တယ်ဟဲ့ဆိုရင်ကျွန်တော်တို့ကဖျားသခင်ကဘယ်လိုမျိုးအခြေအနေမှာပဲဖြစ်ဖြစ်ကြည်ရှုတယ်စောင့်မတယ်အမြဲတမ်းလမ်းပြပေးနေတော်ဖျားဖြစ်တယ်ဟာလေလုယာအဲ့တော့ခေချာရခန်းကြီး 42အပိုင်ငယ်16မှာမျက်စိကန်သောသူတို့ကိုတဲ့မိမိတို့မတီသောလမ်းဖြင့်ငါဆောင်မည်မိမိတို့မကြွမ်းသောခရီး၌သွားစေမည်သူတို့ရှေ့မှာမှောင်မိုက်ကို လင်းစေမည်ကောက်သောလမ်းကိုလည်းဖြောင့်စေမည်ထိုတို့သောခြေစူးကိုပြုမည်သူတို့ကိုမစွန့်ပြေဟာလေလုယာသူတို့ကိုလုံးဝမစွန့်ပြေဘူးတဲ့အဲ့ဒီလူတွေကတာမန်လူတွေမဟုတ်ဘူးနော်အာနေသောသူတွေမျက်စိ ကန်းနေတော်သူတွေဖြစ်တယ်ဘယ်လိုမျိုးပတ်ဝန်းကျင်ကပါလဲသူတို့မသိဘူးအခြေအနေကိုသူတို့မသိဘူးဘာလို့ဆိုလဲသူတို့မှာလောကမှာရှိနေတဲ့အခါမှာကျွန်တော်တို့လိုအမြင်အာရုံမရှိဘူးမျက်စိကန်းတော်သူတွေဖြစ်တယ်ဒါပေမဲ့လည်းဘုရားသခင်ကသူတို့ကိုမစွန့်ပစ်ဘူးအမြင်နဲ့သူတို့ကိုလမ်းပြပေးနေတော်ဘုရားဖြစ်တယ်တင့်ကိုလည်းမရှိလုံးဝမစွန့်ပစ်ဘူးဖြစ်တယ်ဟာလေလုယာ ငါတော့ကွာအခုရွာပြန်ရောက်သွားပြီเนาะတချို့တွေရှိရယ်เนาะရွာပြန်ရောက်သွားပြီငါ့ကိုဘုရားသခင်ကနော်ဟိုမှာတော့ကောင်းကြီးမပေးတော့ဘူးထင်တယ် नो ဒါရမ်းမှားတယ်ရွာမှာလည်းတင့်ကိုကောင်းကြီးပေးတော့ဘုရားဖြစ်တယ်အာမင်မြို့မှာလည်းတင့်ကိုကောင်းကြီးပေးတော့ဘုရားဖြစ်တယ်အာမင်ရန်ကုန်မှာအခုကျွန်တော်နှုတ်ကပတော်ဟောနေအချိန်မှာမိပြက်နေတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကောင်းကြီးပေးတော့ဘုရားဖြစ်တယ်ဟာလေလုယာအာမင် ကျွန်တော်တို့ကအချိန်နေနဲ့အချိန်ခါပေါ်မှာကျွန်တော်တို့ကညီးတွားခြင်းနဲ့ကျွန်တော်မရှိဖို့လိုတယ်။ဘုရားသခင်ကျွန်တော်တို့ကိုထားခဲ့နိုင်တဲ့အတ္တတာမျိုးကိုမရောက်ဖို့သိအရေးကြီးတယ်။ဒါအမှန်ပဲ။ဘုရားသခင်မကြိုက်နှစ်သက်သောအတ္တတာကိုမရောက်ဖို့ရန်အတွက်ဒါသိအရေးကြီးရဲ့ထပ်ပြောမယ်။ဖရားသခင်မကြိုက်နှစ်သက်သောအတ္တတာကိုတင့်အနေနဲ့မရောက်မိပါစေနဲ့ဖရားသခင်ထားခဲ့မယ်နော်မိတ်ဆွေထားတဲ့ကြီးတယ် တင်ကလေတင်ရဲ့ကြိုးစားမှုတင်ရဲ့လှုပ်ဆောင်မှုနဲ့ဟေးဆိုရင်မိတ်ဆွေနော်ဟာမလွယ်ဘူးမလွယ်ဘူးနော်မလွယ်အခုမြန်မာပြည်မှာလေပညာတတ်တယောက်လုံးဝနော်ကွန်ပျူတာကျွမ်းကျင်နော်နော်လုံးဝကိုဘွဲ့ရရအဲ့လိုမျိုးလူတော်မှတလောက်ငါးသိန်းမကျော်တဲ့လူတွေရှိတယ်ငါးသိန်းနေငါးသိန်းမကျော်ကုခက်မှာငါးသိန်းဆိုတော့ဘလို့စားမလဲအဆင်မပြေဘူးအဆင်မပြေဘူးနော် အဲ့ဒါကြောင့်မလို့ဟာအခုတိုက်ခန်းနေရတော့မှတိုက်ခန်းနေတော့မှအ ਨੇ ဆုံးကသိန်း2000နေဖြစ်နေပြီเนาะသိန်း2000နေဖြစ်နေပြီဘယ်လိုလုပ်မလဲเนาะတရက်ကို3000စုเนาะဟိုဟာပါလေးတစ်ခုဖတ်ရအောင်เนาะတရက်ကို3000စုတလားဆိုတော့6သိန်းတစ်နှစ်ဆိုတော့သိန်း4000ဟာဘယ်လိုတွေတတ်သွားလိုက်လဲဟောเนาะအရင်မြန်တယ်เนาะအရင်မြန်တယ်တရက်ကို3000စုရင်တော့တလားမှာဘယ်လောက်လဲ9000ဖြစ်မှာပေါ့เนาะ ကိုးတောင်းပြောတာကိုးသိန်းတစ်နှစ်ဆိုတော့သိန်း3000နော်အရင်တွက်တာအရင်တော်ကြတယ်နော်အာပြောမယ်ဆိုရင်တော့ကိုရတဲ့အရာနဲ့ဘေးနားမှာပေးပြီးတော့ဝယ်စားနေရတာ ਨੇ တန်ဖိုးတွေကအရင်မြင့်အဆင်မပြေနိုင်ဘူးအဲ့ဒီအရာတွေကိုကျွန်တော်တို့ကြည့်မယ်လောကအရာတွေကိုပဲကျွန်တော်တို့ဒီလိုဖြစ်သွားတယ်ဟာဒီအိမ်ကြီးကဘယ်လောက်ထိဈေးတွေဘယ်လိုဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့မှာလောကအရာကိုအရင်ကြားပြီးတော့ ဖြစ်သွားပြီဟေးဆိုရင်တော့မိတ်ဆွေတင်းအတ္တတာတော့သွားပြီသွားပြီစိတ်ကြကြဖို့ပဲရှိရတယ်စိတ်ကြကြဖို့ပဲရှိရတယ်ဒါကြောင့်မလို့ဖျားနဲ့သွားပါဖျားနဲ့သွားပါမိတ်ဆွေအမြန်ဆုံးတင်းကိုဖျားခင်ကကောင်းကြီးမင်္ဂလာပေးမှာဖြစ်တယ်တင်းရဲ့လှုပ်ဆောင်မှုမဟုတ်ဘူးတင်းရဲ့ကြိုးစားမှုမဟုတ်ဘူးဖျားသခင်ရဲ့အရန်ချစ်တဲ့အတွက်ကြောင့်မလို့ဖျားသခင်ချစ်လို့ပေးတဲ့အရာဟာလေလုယာအရန်မိုက်တယ်နော်ကိုယ့်ရဲ့ကြိုးစားမှုမဟုတ်ဘဲနဲ့ ဘုရားသခင်ကိုကိုးစားတဲ့လူတွေကအမြန်ဆုံးဘုရားသခင်ကောင်းချီးမင်္ဂလာကိုပေးမှာဖြစ်တယ်။သင်အတ္တတားမှာတကယ်လိုအပ်တဲ့အရာကဘုရားဖြစ်တယ်မိတ်ဆွေ။ဒါကြောင့်မလို့အဖတ်ဖတ်မှာနော်လောကမှာနော်ငွေကြေးပိုင်းဆိုင်ရာမှာတော့လောကစီးတဲ့မိုင်းဆိုင်ရာမှာတော့လောကအဆင်ပြေနေကြတဲ့လူတွေအများကြီးရှိတယ်။ဒါပေမဲ့တို့မှာပျော်ရွှင်မှုမရှိဘူး၊နှွေးထွေးမှုမရှိဘူး၊စစ်မှန်တဲ့ဝမ်းမြောက်ခြင်းတွေမရှိဘူး။ စစ်မှန်သောဝမ်းမြောက်ခြင်းကသခင်တပါးတည်းပဲရှိတယ်။အဲ့ဒါသခင်ယေရှုဖြစ်တယ်။တင့်ကိုပေးနိုင်တာဖြစ်တယ်။တင့်ရဲ့မိသားစုအစဉ်ပြေဖို့ရန်အတွက်သခင်မဆာနိုင်နဲ့။တင့်ရဲ့အတ္တဓာတ်လှပဖို့ရန်အတွက်သခင်ပြုပြင်ပေးနိုင်နဲ့။တင့်ရဲ့ကောင်းချီးမင်္ဂလာကိုဖခင်သခင်ကအမြဲတမ်းနော် အများကြီးတွန်းလောင်းပေးနိုင်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘုရားသခင်ချိန်နှစ်တတ်သောအရာနဲ့ကျွန်တော်နေတတ်ဖို့အရေးကြီးတယ်။ဘုရားသခင်ချိန်နှစ်တတ်သောအတ္တဓာတ်နဲ့ကျွန်တော်တို့ကချိန်ဆက်သွားဖို့ရန်အတွက်တိတ်အရေးကြီးတယ်။ဘာကြောင့်ဒီအရာကိုပြောရသလဲဆိုရင်တော့နောက်ဆုံးသောကာလမှာစိတ်ညစ်တဲ့အတွကြောင့်မလို့ခက်ခဲမှုတွေမြောက်များစွာကြုံနိုင်တဲ့အတွကြောင့်မလို့အဆင်မပြေမှုတွေမြောက်များစွာဝင်လာနိုင်တာဖြစ်တဲ့အတွကြောင့်မလို့ကျွန်တော်တို့ကလမ်းလွဲသွားတတ်တယ်၊ရိုင်းသွားတတ်တယ်ဒီအရာကနော် အာဘလို့လဲကွာဘလို့အရှိနေတခုလဲနော်ဘလို့ကြီးလောက်ရပါမလဲငါတော့သွားပါပြီဆိုပြီးတော့အဲ့ဒီအနှုတ်လက္ခဏာတွေနဲ့အတူကျွန်တော်တို့ကရှေ့ဆက်မဲ့သူတွေမဟုတ်ဘဲနဲ့ဖျားကိုသာအားကိုပြီးတော့ရှေ့ဆက်မဲ့သူတွေဖြစ်ဖို့ရန်အတွက်ဒါတိတ်အရေးကြီးတယ်တခင်ထားခဲ့မယ်ဟေးဆိုရင်ကျွန်တော်တို့ကနောက်ကျကြံခဲ့မှာဖြစ်တယ်အဆင်မပြေမှုတွေပဲကြုံလာမှာဖြစ်တယ်အရာရာကဆုံးရှုံးခြင်းတွေနဲ့ပဲကြံခဲ့မှာဖြစ်တယ်ဒါကြောင့်မလို့ တင့်ရဲ့အခြေအနေကိုတည်တဲ့အခါမှာနောင်တရပါရှေ့ဆက်ပြီးမမိုက်ပါနဲ့ရှေ့ဆက်ပြီးတော့မသွားပါနဲ့တင်နောက်ကြကြံနေမယ်ဒါကြောင့်မလို့ဘုရားသခင်စီမံပြန်ပြီးတော့ဆက်ကပ်ပါဘုရားသခင်စီမံပြန်ပြီးတော့စူတောင်းပါမိတ်ဆွေတင့်ကိုဘုရားသခင်ကနောင်ကားနဲ့လာတော်သူကိုအမြဲတမ်းကြိုဆိုတော်ဘုရားဖြစ်တယ်ဟာလေလုယာ50ခုမြောက်သောစာလံကိုခဏနေဖတ်ကြည့်ပါအစအဆုံးဘုရားသခင်တင့်ကို စကားပြောပါလိမ့်မယ်။အယောက်ရှင်းဒီတိုင်းပေါ်မှာဖျားသခင်အထူးကောင်းကြီးပေးပါစေ။တင့်ကိုအမြဲတမ်းမစွန့်ပစ်တော်ဖျား။တင့်ကိုအမြဲတမ်းလမ်းပြပေးနေတော်ဖျား။တင့်ကိုအမြဲတမ်းကွယ်ကပေးနေတော်ဖျားဟာသခင်ယေရှုတပါးတည်းပဲဖြစ်တယ်။အယောက်ရှင်းဒီတိုင်းပေါ်မှာဖျားသခင်အထူးကောင်းကြီးပေးပါစေ။ Shalom, Happy Sunday ပါ။